မင်္ဂလာပါတတမီမီလေးတို့ရေဒီနေ့မှာတော့38ပြာမင်္ဂလာရီတဲကပုံမြင်လေးတွေကိုပြောပြပေးမယ်နော်ဒါကြောင့်38ပြာမင်္ဂလာလေးတွေကိုအဆုံးထိနားထောင်ကြရအောင်ဒီနေ့မှာပထမအဦးဆုံးပြောပြမယ်အကြောင်းအရာလေးကတော့လူမိုက်ကိုမပောင်းခြင်းသည်မင်္ဂလာတစ်ပါးဖြစ်၏ဆိုတော့38ပြာမင်္ဂလာတဲကအကြောင်းအရာလေးကိုပြောပြပေးမှာဖြစ်ပါတယ် ဒါကြောင့်တတမီမီလေးတို့ရေဗီဒီယိုလေးကိုစုံအောင်ကြည့်အောင်နော်ကလေးတို့ရေတို့များရဲ့မျက်စွာဖျားပွင့်တော်မူခြင်းတာဝိထိပြီးဇေတဝင်းចောင်းတော်ကြီးမှာသတင်းသုံးတော်မူတဲ့မျက်စွာဖျားထံမှာနတ်တပါးဟာ ရောက်ရှိလာပြီးတောင်းပန်လျှောက်ထားတယ်တဲ့ကွယ်ဖုံးတော်ကြီးတော်မူလာသော မျက်စွာဖျား ြီးပွားချမ်းသာကြီး၏အကြောင်းဖြစ်သော မင်္ဂလာတရားကိုဟောကြားတော်မူပါဖရာလို့ရှောက်တင်နေတဲ့အဲ့ဒီအခါမှာမြတ်စွာဘုရားရှင်ကမြင့်မြတ်လာတဲ့မင်္ဂလာတရား38ပါးကို ဟောကြားတော်မူတဲ့ကွယ်။အိုးနတ်တာငါဟောကြားသည့်38ပါးသောမင်္ဂလာတရားဒီသာလေလူနတ်တို့အတွက်အထွတ်မြတ်သောမင်္ဂလာဖြစ်ကြောင်းမှတ်သားလေတော့တဲ့ ဖျားရှင်ကလည်းအဲ့ဒီလိုဟောကြားခဲ့တဲ့38ပြာမင်္ဂလာကိုကလေးတို့ရဲ့နှလုံးသားထဲမှာတီးမှတ်လွယ်အောင် ပုံမြင်လေးတွေနဲ့ပြောပြပေးမယ်နော်တတမီမီလေးတို့ရေပထမဦးဆုံးအနေနဲ့ပုံမြင်လေးကလူမိုက်ကိုမပေါင်းခြင်းသည်မင်္ဂလာတစ်ပါးဖြစ်၏တဲ့တခါတော့ငါရွာတရွာမှာမိဘရဲ့အလိုလိုက်တာကိုခံထားရတဲ့လဲပိုင်ရှင်ရဲ့သားတယောက်ရှိလေတယ်တဲ့ တားလေးဘာစားခြင်းလဲတားပါလိုခြင်းလဲပြောဆိုပြီးတော့အစရှိတဲ့၍အဲလိုလေသေးမရှိအောင်ထားကြလေတဲ့ပေါ့ကွယ်အဲ့ဒီအခါမှာလက်ပိုင်ရှင်းရဲ့တားဖို့တုတ်ဟာငယ်စဉ်ကတည်းကမိဘကအလိုလိုက်ထားတော့ကြောင်လဲမနေရဘူးစာလဲမတင်မဲနဲ့ရွာရို့ကိုပေါ့လျှောက်ပြီးတော့ဆော့တာပေါ့ကွယ် စာတက်ဖို့မလိုဘူးငါမိဘကချမ်းသာပြီးသားဆိုပြီးတော့လေအမြဲတမ်းမောက်မာတဲ့အရွယ်လေးရောက်စာပြူရရော့ထရေတွေတောက်တယ်ကြက်တွေတိုက်တယ်ဖဲတွေရိုက်တယ်သူ့မိဘတွေရဲ့ပတ်စံတွေကိုတုံးဖြုံပြီးထင်နိုင်ကျဲတာပေါ့သားတို့သမီးတို့ရေ သူကသုံးနိုင်ဖြုံနိုင်ကျွေးနိုင်မွေးနိုင်တော့သူနဲ့ဇရိုက်တူတဲ့ကောင်လေးတွေကသူနဲ့လာပြီးပေါင်းကြရအနေ အုပ်စုဖြစ်လာတယ်။ကဲကိုဖိုးတုတ်ကလေးကြိုက်ရလို့ကိုဖိုးတုတ်ကလေးနောက်မှာကြုတ်တုတ်ရှိတယ်ဆိုပြီးတော့ညှောက်ပေးကြတဲ့ကွယ်ဖိုးတုတ်ကလည်းဟုတ်တယ်။အေးကျန်တဲ့သူတွေကလည်းဟုတ်တယ်လောက်တာလို့ဆိုညှောက်ပေးကြတာပေါ့ဖိုးတုတ်တို့ဟာအုပ်စုဖွဲ့ပြီးတခြားလူငယ်တွေကိုရန်စတယ်ဟိတ်ကဘာကြည့်တာလဲမိုက်လို့ကြည့်တာလား အေးသူ့ကိုကြည့်တဲ့သူတွေဆိုရင် तू ကအဲ့လိုမျိုးမေးတယ်တဲ့ပြီးရင်သူတို့ကအုပ်စုအားကိုနဲ့ဝိုင်းပြီးတော့ထိုးကြကြိတ်ကြတဲ့ကွယ်အေးနိုင်တဲ့စီနေလောက်တာပေါ့ကွာအေးမင်းငါ့ကိုဘာကြည့်ကြည့်တာတော့အေးငါ့ကိုမကြည့်ကြည့်ကြည့်တာလားငါခိုင်းတာလုံးဆန်းငါခိုင်းတာမလုံလို့ရတော့ကွာဆိုသူကချတိုင်းထိုးတယ်ဆိုပြီးတော့ ငါဘာကောင်းမှတ်နေတော့ငါဖိုးတုတ်กว่าမှတ်ထားกว่าဆိုပြီးတော့လည်းပြောတယ်တဲ့ဒီလိုနဲ့ဖိုးတုတ်ကလေးဟာရွာရဲ့လူမိုက်တယောက်လူဆွာတယောက်ဖြစ်လာတော့တာပေါ့ကွယ်ငါထဲမိုက်တဲ့ကောင်အဲလစ်မာဆိုပြီးတော့တခြားသူတွေကလည်းသူ့ကိုကြောက်ကြတာပေါ့အဲ့လိုမျိုး လူဆွာဖြစ်လာတဲ့အခါကျတော့ခွေးရတောင်မှ သူ့ကို ြောက်တယ်တဲ့သူ့မြင်ကိုပဲခွေးရဝေးဝေးရရှောင်းတယ်တဲ့ပုံစံမျိုးဖြစ်သွားတဲ့ပေါ့ကွယ်အဲတခြားရွာကနေညောင်ကန်သာရွာဆိုတဲ့ပြောင်းလာတဲ့လူငယ်လေးမောင်နီယာကကြတော့ဖိုးတုတ်ရဲ့မိုက်ကုံကိုအားကြတယ်အထင်ကြီးတယ်ဖိုးတုတ်တို့အုပ်စုနဲ့ရောနောပေါင်းတင်တဲ့ကွယ်မိဘတွေကတော့တားမရဘူးတဲ့အဲဖိုးတုတ်ကိုတွားပြီးတော့လေးစားတယ်ဗျာ တွေးရတာဝမ်းသာပါတယ်ကွာဗျာလေးစားပါတယ်ဗျာတွေးရတာလေးစားပါတယ်ဗျာတွေးရတာဝမ်းသာပါတယ်ဗျာဆိုရင်သွားမေးဆက်တဲ့ကွယ်ဒါသူ့မိရလည်းပြောတယ်တဲ့ဒါအဲ့ဒီဖိုးတုပ်ဆိုတာလူမိုက်တဲ့လူမိုက်ကိုမပေါင်းသိအပ်ဘူးကွယ်တော်စမ်းမှာအမိရဖိုးတုပ်ကသားတို့အပေါ်မှာကောင်းပါတယ်ဗျထရေဆိုလဲကြိုက်တလောက်တော့သူတိုက်တယ် ကြက်ပွဲလောင်းခြင်းနဲ့ဆိုလဲစိတ်တလောင်လောင်း तू ထုတ်ပေးတယ်တဲ့အဲ့လောက်ကောင်းတာကိုများဗျာလို့သူ့အမေပြန်ပြောတဲ့။အလင်းဝိုးနဲ့မောင်နီလေးဟာတခြားရွာကနေညောင်ကတာရွာကိုပြောင်းလာတဲ့လူငယ်လေးမောင်ဖြူကတော့မောင်နီလိုပဲတခြားရွာကနေပြောင်းလာတဲ့လူငယ်လေးမောင်ဖြူကတော့ဖိုးတုံနဲ့မယောပဲခက်ကင်းကင်းနေတယ်တဲ့ လူမိုက်ဆိုလင်းရှောင်းသေးလဲလို့မမီဝဲနဲ့กินအောင်နေဆိုပြီးတော့ तू อ่ะအမြဲတမ်း तू तू စိတ်သူ तू နှိုးဆွပြီးတော့တတိပေးတယ်တဲ့တနေ့တော့တခြားရွာသားရင်းနဲ့ချိန်ဆိုးပြီးကြက်တိုက်ကြရာကြက်ပွဲမှာစကားများရံဖြစ်လေတော့တဲ့မင်းတို့ကြက်ရှုံးတာမင်းတို့ကြက်ရှုံးတာမညစ်နဲ့ညစ်တော့ဘာဖြစ်လဲကွာလို့ပြောရတဲ့အဲရွာကန်ဖိုးတုံးတဲ့အုပ်စုက ဒုတ်တွေနဲ့ရိုက်ကဲကွာခွန်းတချိနဲ့အဲ့လိုရိုက်တာပေါ့အဲ့ဒါနဲ့နောက်ပိတ်ဆုံးလေးတိလာဖို့တုတ်ကဘာထုတ်လာလဲဆိုဖို့တုတ်နဲ့အပေါင်းအဖာတွေဓာတ်ထုတ်လာပြီးတော့ဓာတ်နဲ့ထိုးကြလေတော့လေတဲ့တေစမ်းကွာဆွတ်ဆိုပြီးတော့ဓာတ်နဲ့ထိုးချလိုက်တယ်တဲ့အဲ့လိုထိုးလိုက်တဲ့အခါမှာတခြားရွာကနေလာတဲ့လူနှစ်ယောက်ကပွဲချင်းပြီးတေသွားပါလေရောတဲ့ကွယ်အဲ့ဒီမှာပဲ ရဲမက်တွေရောက်လာပြီးဖိုးတုတ်တို့အုပ်စုကို လူတက်မှုနဲ့ဖမ်းတော့မောင်နီပါအဖမ်းခံရတော့တာပေါ့နောက်ဆုံးမှာတော့လူမိုက်နဲ့ပေါင်းသိမိတဲ့မောင်နီဟာလူတက်တဲ့အဖွဲထဲမှာပါနေလို့လူတက်မှုနဲ့ထောင်နှန်းဆန်သွားရလီတဲ့ကွယ်လူမိုက်ကိုရှောင်ခဲ့တဲ့မပေါင်းဖော်ခဲ့တဲ့မောင်ဖြူကတော့ဘေးရန်ကင်းရှင်းပြီးချမ်းသာခြင်းနဲ့ ြည့်စုံသွားလေတော့တဲ့ကွယ်။ဒါကြောင့်တတမီမီလေးတို့ရေမင်္ဂလာကဗျာတက်မှာလူမိုက်ကိုမပေါင်းသင်းရေဆိုတဲ့အရာလေးပါတယ်နော်။လူမိုက်ဆိုလင်းရှောင်းသွေးလွဲလို့မမီဝဲနဲ့ကင်းအောင်နေဆိုတာဒါကြောင့်ပြောတာပါတတမီမီလေးတို့ရေဒါဆိုရင်လူမိုက်ကို မပေါင်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုတတမီမီလေးတို့ကောင်းစွာ နားလည်သွားကြပြီနော်ဒါကြောင့်တာတာမီမီလေးတို့လည်းလူမိုက်တွေနဲ့ဆိုရင်မပောင်းမတင်မဲကိုကိုကိုအမြဲတမ်းသတိနဲ့မောင်းဖြူလေးလိုပဲသတိနဲ့နေပြီးတော့လူကောင်းလူမောလူရည်ကြုံလေးတွေဖြစ်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးများတင်ပါတယ်ရှင်